ဗြိတိန်ကထောက်ပံ့ပေးထားတဲ့နည်းပညာမြင့်တာဝန်ပြည့်ခရစ်စတုန်းကြီးကိုအသုံးပြုပြီးရုရှားဓာတ်ပစ္စည်းစက်ရုံတစ်ခုကိုယူကရိန်းကတိုက်ခိုက်ဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။ယူကရိန်းစစ်တပ်ကစထရမ်ရှယ်ရိုဒုံးကြီးကိုအသုံးပြုခဲ့တဲ့အဲ့ဒီစစ်စင်ရဟာပြက်မှတ်ကိုအအောင်မြင်မြင်ထိခိုက်ပျက်စီးစေခဲ့တယ်လို့ပြောပါတယ်။စထရမ်ရှယ်ရိုဒုံးကြီးဟာရုရှားရဲ့လေကြောင်းကာကွယ်ရေးစနစ်တွေထောက်လန်းနိုင်မှုကိုရှောင်ရှားပြီးပြက်မှတ်စီရောက်ရှိခဲ့တယ်လို့ယူကရိန်းကအောက်တိုဘာ21ရက်နေ့မှာပြောကြားခဲ့ပါတယ်။ယူကရိန်းကရုရှားရဲ့ရေနံကျစက်ရုံနဲ့ဓာတ်ဆက်ရုံတွေကိုပြက်မှတ်ထားပျက်စီးနေတာဟာ ရုရှားစီးပွားရေးအတွက်ကြီးမားတဲ့ထိုးနှက်ချက်တစ်ခုဖြစ်လာစေတယ်လို့စစ်ရေးသူတွေတီတွေကသုံးသပ်ကြပါတယ်။စစ်စိတ်ထောင်းနေတဲ့ရုရှားဟာရေနံတင်ဖို့ရောင်းချမှုတွေကနေပြည်ပဝင်ငွေအ धिक ရှောက်ဝင်နေပေမဲ့ယူကရိန်းရဲ့တက်ခတ်မှုကြောင့်ပြည်တွင်းမှာတောင်စွန့်အင်ပြက်လက်မှုပြဿနာတွေကြုံလာနေရပါတယ်။ယူကရိန်းစစ်တပ်ကလူမှုကွန်ရက်မီဒီယာအိတ်မှာအော်တိုဗလာ22ရက်နေ့ကရေးသားကြေညာထားရမှာတော့ brick မြို့မှာရှိတဲ့ဓာတုပစ္စည်းစက်ရုံကို storm shadow ဒုံးကျင်နဲ့တက်ခိုက်ခဲ့ကြောင်းအဲ့ဒီစက်ရုံဟာကျူးကျော်သူရုရှားနိုင်ငံရဲ့စစ်မှတ်ရေးရာ စစ်မှုကဏ္ဍအတွက်အရေးပါတဲ့အဆောက်အုံတစ်ခုဖြစ်ကြောင်းဖော်ပြထားပါတယ်။ယူကရိန်းစစ်ပွဲမှာရုရှားစစ်တပ်အုံချနေတဲ့ရန်မုတ်ဖောက်ခွေရေးပစ္စည်းတွေနဲ့ဒုံးကျည်လောင်စာတွေကိုအဒီစက်ယုံကနေထုတ်လုပ်ပေးနေတာလို့လဲယူကရိန်းကစစ်ဆဲခဲ့ပါတယ်။ရုရှားဘက်ကတော့ BRIC ဓာတ်ပစ္စည်းစက်ယုံတက်ခိုက်ခံရတဲ့ကိစ္စပေါ်ဘာမှချမ်းမမပေးသေးပါဘူး။ဒါပေမဲ့အော်တိုဗလာ22ရက်အာရုံမတက်ခင်မှာရုရှားဟာယူကရိန်းရဲ့မြို့တော်ကိယက်ကို drone တွေဒုံးကျည်တွေအသုံးပြုပြီးညလုံးပေါက်လေကြောင်းတက်ခတ်မှုတွေလှုပ်ဆောင်ခဲ့ပါတယ်။ Storm Shadow ဒုံးကြီးတွေကိုဗြိတိန်ရဲ့ပြင်သစ်စစ်တပ်တွေကအသုံးပြုပြီးဗြိတိန် version ကတော့တိုက်လေယာဉ်ပေါ်ကနေပြစ်ခတ်ရတာဖြစ်ပါတယ်။ပြင်သစ်မှာသုံးနေတဲ့အမျိုးခွဲကတော့တိုက်လေယာဉ်တွေအပြင်ပြင်သစ်ရေတပ်ရဲ့ရေပေါ်နဲ့ရေငုပ်သင်္ဘောတွေပေါ်မှာပါတက်ဆင်နိုင်ပါတယ်။ Storm Shadow ဒုံးကြီးတစ်စင်းကိုတိုက်လေယာဉ်ပေါ်ကနေပြစ်ခတ်လိုက်တဲ့အခါရေဒါတွေကထောင်လန်းနိုင်စွမ်းမရှိတော့တဲ့အနိုင်မျိုးကနေလမ်းကြောင်းရှာပြီးပြင်မှတ်စီပြန်တန်းပါတယ်။လန်ခီးတစ်ချောက်ကအတားစီတွေကိုရှောင်ကွင်းဖို့အတွက် အဲ့ဒီဒုံးကြီးဟာကဘာလုံးဆိုင်ရာမြေပုံစနစ် GPS နဲ့ပတ်ဝန်းကျင်မြေမျက်နှာတွင်ပြင်အာရုံခံစနစ်တွေကိုအသုံးပြုပါတယ်ပြီးတော့ဒုံးကြီးထိပ်ဖို့မှာတက်ဆင်ထားတဲ့ကင်မရာကအမှန်တကယ်တက်ခတ်ခြင်းနဲ့ပြင်မှတ်ဟုတ်မဟုတ်နောက်ဆုံးအတိပြုပြီးတော့မှပြင်မှတ်ကိုဖြည့်ဆည်းတာဖြစ်ပါတယ်အဲ့ဒီဒုံးကြီးတွေဟာပေါင်900ကျော်လေးတဲ့ထိပ်ဖူးကိုတည်ဆောင်ပြီးမိုင်340ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်ပါတယ်ယူကရိန်းသမ္မတဗိုလိုဒီမာဇယ်လန်စကီးကရုရှားနိုင်ငံအတွင်းပိုင်းထိတိုက်ခိုက်နိုင်မဲ့တဝဲပြက်လက်နက်တွေပို့မထောက်ပံ့ပေးဖို့ အမေရိကန်ရဲ့အနောက်မဟာမိတ်နိုင်ငံတွေကိုတောင်းဆိုထားပြီးအထူးသဖြင့်အမေရိကန်ရဲ့နာမည်ကျော် Tomahawk Cruise ဒုံးကြီးတွေရောင်းချပေးဖို့အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကိုတိုက်တွန်းထားပါတယ်။ဒါပေမဲ့လက်တလုံးမှာတော့ထရမ့်ကယူကရိန်းရဲ့တောင်းဆိုမှုကိုညှင်းဆို့ထားစေပါ။ Tomahawk တွေဟာ9500ကျော်လောက်ထိခရီးပေါအောင်ပြန်တန်းနိုင်တာကြောင့်အထိလက်နက်တွေသာရောက်ခဲ့မယ်ဆိုရင်ရုရှားရဲ့မြို့တော် Moscow ထိယူကရိန်းကတိုက်ခိုက်ဖို့လက်လန်းမိလာမှာဖြစ်ပါရဲ့ရှင်။